ဒီဗီဒီယိုမှာတော့ Telegram account ဖွင့်နေကိုတည်ပြီးမှ Telegram account ဖွင့်လို့မရတဲ့လူတွေဆိုရင်ဒီနီလန့်ကိုလုပ်ကြည့်လိုက်ပါနော်အဲဒီဆိုကျွန်တော် Telegram application တောင်းလိုက်မယ်ဒီမှာ chat message ကိုနေလိုက်မယ်ပြီးရင်ကိုယ့်ရဲ့ phone number ဒီမှာရေးလိုက်မယ်နော်ဒီမှာမြန်မာကိုရေးချက်ပြီးတော့အောက်မှာကိုယ့်ရဲ့ phone number ရေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီများကိုနေလိုက်မယ်ဒီကောင်နေလိုက်တာနဲ့ဒီမှာရှိရစေသူက email နော်အဲဒီမှာ email တစ်ခုခံခိုင်းတယ်အဲကျွန်တော်ဒီမှာ email တစ်ခုခံလိုက်မယ် โอเคကျွန်တော်ဒီ email เนาะကိုကြိုက်တဲ့ email ဒီမှာခံလို့ရတယ်เนาะโอเคဒီလိုခံလိုက်ခံပြီးတာနဲ့ဒီဒီ phone နဲ့မှာမှာကုတ်လေးချလိုက်မယ်အကုတ်ကိုကျွန်တော်ဒီမှာထိုင်အောင်မှာဖြစ်ပါတယ်ဒီမှာခဏလေးဆော်လိုက်မယ် ခုနဗာဖိလက်ဆိုင်သူကကျွန်တော်ကိုဖုန်းဆက်လာတယ်အဲဖုန်းနံပါတ်ကနေကျွန်တော်ကိုနံပါတ်ပြောပြတယ်အင်္ဂလိပ်နဲ့နော်အဲနံပါတ်ကိုကျွန်တော်ဒီမှာခုနဘော့စ်ဘော့စ်နေမှာထလိုက်တာဖြစ်ပါတယ်နော်အဲ့ဒါကကျွန်တော် record လုပ်လို့မရလို့ကျွန်တော် record နံပါတ်ပြတာဖြစ်ပါတယ်နော်အဲ့ကောင်ကို record လုပ်ဖို့မပေးမပေးလို့ကျွန်တော် record မလုပ်တာဖြစ်ပါတယ်နော်โอเคဒါပြီးကျွန်တော်အလောက်နေလိုက်မယ်ဒီမှာရလာပြီဒီလိုပုံစံနဲ့လုပ်လို့ရမှာဖြစ်ပါတယ်အရင်ကလည်းခုပါတယ်ဒါ Telegram account ဖွင့်လို့ရမှာဖြစ်ပါတယ် Telegram account တကယ်လို့တင်ဖွင့်တယ်တကယ်လို့ဖွင့်လို့မရဘူးဆိုရင်ဒီနေ့ဖွင့်လို့မရဘူးဆိုရင်နောက်တစ်ရက်ပြန်ဆက်လိုက်အဲ့လိုဆိုရင်ရမှာနော်တကယ်လို့တစ်ရက်မရရင်နောက်တစ်ရက်ပြန်ဆက်ဟုတ်မဟုတ်လဲဒီနေ့ခဏမရရင်3 3နိုင်4နိုင်ချပြီးမှပြန်လုပ်ကြည့်လိုက်အဲ့လိုလို့ရမှာဖြစ်ပါတယ်အဲ့လိုမှတာနေ Telegram account ဖွင့်လို့ရမှာဖြစ်ပါတယ်အဲ့လိုပဲလုပ်ကြည့်လိုက်ပါနော်အရန်ကိုလွယ်ကူပါတယ်တခါဖွင့်ကြည့်လိုက်မရရင်နောက်ရက်ပြန်ဆက်လိုက် တဲ့ခဏအတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုအောင်ပြန်တွေ့ကြမယ်